တခိုင်းတိုင်းဒီဘေးရင်မြို့နယ်အာအိုထိန်ကွင်းကြီးရွာစာတင်ကျောင်းကိုပေါ့နော်စစ်တပ်ကနေရင်လည်းအကြောင်းမဲ့တက်တက်ဘာစစ်ပွဲမှာမဖြစ်ဖဲနဲ့အကြောင်းမဲ့တက်တက်စာတင်ကျောင်းမှာကိုလင်းနဲ့ဘုံကျဲလိုက်တယ်ပေါ့နော်ဘုံကျဲလိုက်တဲ့အခါမှာငါမျိုးဒီမူခင်အရေမဲ့ချန်နယ်ကျူစလိုက်ပါရဲ့ဒီနေ့တိဆက်ပြရင်တင်လေးအစစ်မကောင်းတရားဗီဒီယိုဖန်လေးပြ ပါလီရတော့ line မတော်လေးမှနာမည်ကြည့်ပြီးလူပြပြနေပေါ့နော်ဒီဘုန်းကြီးကတော့ဒီ episode တင်ဆက်ပြပြပေးထားတယ်ပေါ့နော်ကျွန်တော်တို့နားထောင်ကြည့်အောင်အဲ့မှာဆရာဆရာမကနှစ်ဦးပွဲချင်းပြီးသေးတယ်ကျန်တဲ့ចောင်းသူចောင်းသားလေးတွေကအယောက်50လောက်ဒေဆုံးထိုင်ရကြတယ်ပေါ့ဒေဆုံးထိုင်ရကြတယ်ပေါ့ ပါလေ PDF တွေအမေးလို့ကြည့်ရတယ်ပေါ့အပြစ်မဲ့တဲ့ဒီចောင်းသူចောင်းသားရေသူတို့အကိုပဲဘလို့ပညာပဲတင်တင်ဗျာကျဲเสียကြောင်းမှမရှိတာအဲ့လိုတာခမရတို့ကျဲကျေးဆိုလို့ရှိရင်လောက်ကျေးဆိုလို့ရှိရင်ခမရတို့ဘက်မလိုက်လို့ဒီလိုလားလောက်ကျေးဆိုလို့ရှိရင်တစ်ဖက်ကလည်းပဲနော် ကိုယ့်ဘက်မလိုက်တဲ့အခါကျတော့ဒီလိုပြန်လဲပြီးတော့တုတ်ပြန်လိုက်မယ်ဆိုရင်ခင်ဗျားတို့အများကြီးခံကြအောင်နော်ဒီစားတဲ့ချောင်းနေဆိုတာတကယ်ကလေးတွေရဲ့အနာကနော်အနာကကျေပွန်းလေးတွေပြုလွန့်ရတာခမရတို့စဉ်းစားကြည့်ပြီးတော့ အဲ့လောက်ထိခင်ဗျားတို့ရဲရဲဆက်ဆက်ကြမ်းကြုတ်တဲ့ကိုမြန်မာနိုင်ငံသားအချင်းချင်းကိုမလောက်တယ်မူထင်တယ်ဗျငါနဲ့မတူငါရန်တူဆိုတဲ့အတိုင်းမှာအခုလို့ခင်ဗျားတို့လှုပ်တော်တော့နော်ခင်ဗျားတို့နိုင်သွားသလားနော်ခင်ဗျားတို့ဘက်ကိုပြည်သူတွေကပူပြီးတော့ ယုံကြည်မှုတွေအားကောင်းစေသလားအဲ့လိုခမရတို့လှုပ်လို့ရှိရင်ပို့ပြီးတော့ခမရတို့အယုတ်ဆိုးမယ်နော်ပို့ပြီးတော့မုံတီးမယ်နာကြီးမယ်နော်ပို့ပြီးတော့ခမရတို့ကိုတွန်းလှန်နိုင်တဲ့လူတွေပို့ပေါ်ပေါ်များလာနိုင်မယ်အခုပဲခမရတို့ပြောမှဆိုလို့ရှိရင်စစ်သားရုပ်မပေါက်တော့ဘူးလေခမရတို့ကိုမြင်လိုက်တာနဲ့ပြည်သူလူထုရဲ့ မျက်စီထဲမှာခင်ဗျားတို့ဘလူးရုပ်နော်သင်္ကန်းပြောမှဆိုလို့ရှိရင်ခင်ဗျားတို့ကိုခွေးဆိုးကြီးလို့နေနေကြတာ ပြည်သူတွေကအဲ့ဒါကိုတဘောပေါက်ကြမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကဘာသူကဘာသားအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေကာယောဂအန္တရာယ်တည်တည်မှလည်းကင်းလို့ကြပါစေလို့ဦးစွာပထမမေတ္တာပို့ဆုတောင်းအပ်ပါတယ်ဘုမုံတို့ပထမ အဲ TikTok အကောင့်မှာပြောခဲ့ပါတယ်အဲ TikTok အကောင့်ကအခုသုံးရတာအဆင်မပြေတော့လို့အဲ TikTok အကောင့်မသုံးတော့ဘဲနဲ့အခု TikTok အကောင့်အစ်တစ်ခုဖွင့်ထားပါတယ်အဲအဓိကပြောချင်တာကတော့ဘုံဘုံတို့ပထမ TikTok အကောင့်မှာပြောခဲ့တဲ့သုံးလပိုင်းမှာပြောခဲ့တဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့မြို့ကြီးတော်တော်များများဟာစစ်ပွဲကြောင့်မို့အဲ OA ဆုံးခွာသွားရတဲ့လူတွေအဲတော်တော်များများဒီ7လပိုင်းအတော်အတွင်းမှာကိုရွယ်ကိုဒေသတွေကိုနေနိုင်မယ်လို့ဘုံဘုံတို့ပြောခဲ့ပါတယ် ကိုကတော့အဓိကတော့ကြားတာတော့ဒီမြန်မာနိုင်ငံရဲ့မျိုးကြီးတစ်မျိုးဖြစ်တဲ့ဒီလာရှိုးမျိုးပေါ့လေလာရှိုးမျိုးပြည်သူပြည်သားတွေကနေပြီးတော့သူတို့ရဲ့အရက်ဒေတာတွေကိုရောက်တဲ့ခါကျတော့ဖုံဖုံတွေကိုပြန်ပြီးတော့ဖုံအဆက်တွေတွေလှုပ်တယ်သတင်းတကားတွေလှမ်းပြောတာတွေရှိပါတယ်အဲဒီတော့ကိုရကိုဒေတာကို ရောက်သွားတဲ့လူတွေအတွက်ဖုံဖုံတို့ကအင်မတန်မှကိုဝမ်းမြောက်ဝမ်းသာရှိလာပါတယ်လို့လာရှိုးမျိုးသူမျိုးသားတွေအတွက်လည်းလှမ်းပြီးတော့ပြောကြားခြင်းဖြစ်ပါတယ် အဲနောက်တစ်ခါဒီအဲအဲ6လပိုင်းနဲ့7လပိုင်းအတွင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့မြို့ကြီးများဖြစ်တဲ့အဲတနဲ့စားတဲ့မြို့ပေါ့နောက်တစ်ခါဗားတချိုင်းနဲ့စားတဲ့မြို့အဲ့ဒီမြို့ကြီးနှစ်မြို့လဲအဲ့ဒီမြို့ကြီးနှစ်မြို့ကနေပြီးတော့အဲနောက်အဲနောက် sorry အဲ့ဒီမြို့ကြီးနှစ်မြို့ရဲ့နောက်တစ်ခါကျလို့ရှိရင်နာနဲ့စားတဲ့မြို့ပေါ့လေ အဲတာနဲ့စားတဲ့မြို့ရဲ့ဘာကုန်းဘာတချိုင်းနဲ့စားတဲ့မြို့ရဲ့နားနဲ့စားတဲ့မြို့ပေါ့လေအဲ့ဒီမြို့ကနေပြီးတော့အဲ OA ဆုံးခွာပြီးတော့ထွက်ပြေးသွားရတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဒီပေါ့အဲ့ဒီမြို့သူမြို့သားတွေပေါ့အဲ့ဒီမြို့မြို့သူမြို့သားတွေလည်းကိုရကိုဒေတာဘိုးဒီရှစ်လပိုင်းအတွင်းမှာပဲအဲကိုရကိုဒေတာကိုပြန်လဲပြီးတော့အခြေချနေနိုင်ရတော့မယ်လို့ဘုံဘုံတို့အမြင်အရပြောခြင်းဖြစ်ပါတယ် အပရမတခေါပြောခဲ့တယ်လို့ပေါ့မြန်မာနိုင်ငံအတွင်းမှာအဓိကရှားပါလာမဲ့အဲနေ့စဉ်နေ့စဉ်စားတောက်နေတဲ့စားစားရဲ့နောက်တခါရေချိုးရဲ့ပေါ့စားရဲ့ရေချိုးရဲ့အင်မတန်မှရှားပါလာပါလိမ့်မယ်အဲအဲ့ဒါလေးတွေကိုလည်းအဓိကတော့ကိုမိသားစုဖူလုံရေးအတွက်အစားများကိုလည်းလိုသလောက်စုဆောင်းထားကြဖို့ပေါ့လေအဲအဲ့ဒါလေးကိုလည်းအကြံပေးချင်ပါတယ်အဲနောက်တခါဒီအဲအခု ထပ်ပြီးတော့မြင်ရတဲ့အတွေ့အကြုံအမြင်လေးအရာပေါ့လေအမြင်လေးရထပ်ပြောချင်တာကတော့ဒီဘုံဘုံတို့ဒီတဘာဝတီးနံကရတဲ့ဒီမြေပဲစီနှမ်းစီအဲနောက်တစ်ခါနေချာစီအဲအဓိကတော့အဲ့ဒီစီတွေလဲထပ်ပြီးတော့ဈေးတွေတက်ပြီးတော့ရှားပါလာပါဦးမယ်အဲနောက်တစ်ခါ အဲဒီကတော့တကားလေးချက်ပြီးတော့ပြောကြင်တာကတော့ဒီနေ့ထဲမှာတနင်္လာသားသမီးတွေဟာအင်မတန်မှကံကောင်းနေတဲ့နေ့ဖြစ်ပါတယ်အရာတို့အနေထားတွေအဲနောက်တကအလုံးအကင်တွေအလုံးကင်ခွင်ရီးတွေငွေကြေးကိစ္စတွေအစဉ်ပြေတာတနင်္လာသားသမီးတွေများပါလိမ့်မယ်အဲအဓိကတော့သူတို့အတွက်ရှောင်းကားမှာတော့သူတို့ဟိုရွှေစုတာတွေဟိုတော့ရွှေပေါ့လေ ဒီကတော့ရွှေရွှေလက်ဝက်လက်စားတွေလောက်တာ ရွှေသီးသန့်စုတာတွေကိုတော့တနင်္လာသားသမီးတွေအနေနဲ့ရှောင်းသေးခြင်းပါတယ်အဲနောက်တစ်ခါဒီမြန်မာနိုင်ငံမှာအခုဖြစ်ပျက်နေတဲ့အဲဟိုပေါ့ဒီရင်းစစ်လို့ပဲပြောပြောပေါ့လေအဲ OA ဆွန်ခွာသွားတဲ့လူတွေထဲမှာဖုံမုံတို့ရဲ့မိသားစုတွေလည်းပါပါတယ်အဲ့တော့သူများမျိုးရွာတွေကိုပြောနေပြီမဲ့လဲ ကိုရကိုဒေတာတွေလည်းဘုံဘုံတို့ရဲ့မိသားစုများလည်းမပြန်နိုင်လေးပါဘူးဒါကြောင့်မို့ဟိုပထမဆုံးမြန်မာနိုင်ငံရဲ့အဓိကအဲကိုရကိုဒေတာကိုပြန်ရတဲ့မြို့ဖြစ်တဲ့လာရှုမြို့သူမျိုးသားတွေအတွက်လည်းအင်မတန်မှဝမ်းမြောက်ဝမ်းသာရှိလာပါတယ်လို့ပြောစီပြောခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုအစအဆုံးနားထောင်စီခြင်းပါတယ်အဲနားထောင်စီခြင်းပါတယ်ဘာကြောင့်မို့လဲဆိုတော့အဲကိုပြန်ရမယ့် အဲตาနဲ့စားတဲ့မျိုးနားနဲ့စားတဲ့မျိုးဗားတစ်ချိုင်နဲ့စားတဲ့မျိုးစသည်ဖြင့်အဲ့ဒီမျိုးသူမျိုးသားတွေကကိုယ့်ရဲ့ကိုယ်ရည်သားကိုပြန်ရမှာဖြစ်တဲ့အတွက်ပြန်ရတော့မှာဖြစ်တဲ့အတွက်အဲကိုလိုပြင်ဆင်နေရာလေးတွေရှိတာလေးတွေပြင်ဆင်နိုင်အောင်လို့ကြိုတင်ပြီးတော့သတိပေးခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေနောက်ဗီဒီယိုမှာတော့တကယ်ကိုမြန်မာနိုင်ငံရဲ့အလှည့်အပြောင်းဖြစ်တဲ့ သတင်းသကားနှစ်ခုကိုနောက်ဗီဒီယိုမှာပဲအရေးကြီးတဲ့အနေအထားပေါ့လုံခြုံစိတ်ချရတဲ့အနေအထားရှိလို့ရှိရင်တော့ပြန်လည်ပြီးပြောပြပြီးမှာဖြစ်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှာမျိုးကြီးကျွန်တော်ပြန်ပိုင်းလောက်ပါပဲဒီဘိုင်းကြီးကြည့်ပြီးအမျိုးလေဒီဘူးပြတ်တင်ကန်းစားတခုအရှိလိမ့်မယ်မြင်လင့်ပါတယ်ဒီကိုရဲ့ဒီဆွေမျိုးမိတ်ဆွေပေါင်းစုတွေကိုလည်းပြန်လည်ပြီးမျှော်ဝေပေးကြပါအောင်လို့တော့ဆွေးချင်ပါတယ်ဒီဘိုင်းလင်းပတ်သက်ပြီးတော့အမျိုးရဲ့တွေ့ကြုံနဲ့ထင်မြင်စာချက်ကိုလည်းကျွန်တော်အကောမန်မှာမှတ်ချက်ပေးခဲ့ရတယ်ကျွန်တော် channel နဲ့ဘူးပြတ်ရတဲ့အကြောင်းတွေကိုအမြဲတမ်းတိဆက်ပေးမှာမို့ ော် channel like subscribe နဲ့ like subscribe နဲ့ပြင်တာ notification bell ကိုပဲနှက်ခဲ့ပြီးတော့ဆွေးရှင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူကြည့်ချင်ရဲ့ကြည့်သိများရေးချင်ပါတယ်နောက်ထပ်ပြန်ပြန်ဆက်ကြမယ်တဒါ